ဆိုတော့ဒီနေ့အားလုံးခွန်အားယူဖို့ရကျွန်တော်ပြင်ဆင်ထားတဲ့ကျမ်းပိုင်ကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး၈အပိုင်းငယ်31ကနေ32ဖြစ်ပါတယ်ထိုအခါယေရှုကသင်တို့သည်ငါ၏ဒေသနာ၌တည်လင်ငါတပည့်အမှန်ဖြစ်ကြ၏တမန်တရားကိုလည်းတိကျသဖြင့်ထိုတရားသည်သင်တို့ကိုလွတ်လိမ့်မည်ဟု ယုံကြည်သောယူဒလူတို့အားမိန့်တော်မူ၏ကျွန်တော်တို့ဂျမ်းပိုက်ကိုကြည့်တဲ့အခါမှာယေရှုကယူဒလူတွေစီမှာပြောသွားတဲ့စကားဖြစ်တယ်အကြောင်းကတော့ငါ၌တည်လေငါရဲ့တပည့်မှဖြစ်ကြလေလို့ပြောတယ်ယေရှုကငါ၌ငါ၌တည်တော်သူဒီငါဤတပည့်မှဖြစ်ကြတယ်လို့ပြောတယ်ဒါဆိုဒီနေ့ယေရှုခရစ်တော်၌တည်ခြင်းရဲ့ အတိတ်ပင်ကအင်မတန်လေးနဲ့တယ်အတိတ်ပင်အရေးကြီးဆုံးအပွင့်ဖြစ်သွားတယ်ယေရှုခရစ်တော်၌တည်ခြင်းဆိုတာဘယ်လိုလဲယေရှုခရစ်တော်ဟာအိမ်ထဲမှာရှိပြီးတော့သူအိမ်ထဲမှာကျွန်တော်တို့ဝင်ပြီးတော့သွားထိုင်ခြင်းနေခြင်းကိုပြောတာလားမဟုတ်ဘူးပုံထဲမှာယေရှုခရစ်တော်ဟာပုံကဲ့သို့ဖြစ်ပြီးတော့အထဲမှာဝင်ပြီးသွားရှိနေခြင်းကိုပြောတာလားမဟုတ်ပြန်ဘူး ။ဘာဖြစ်လို့လဲဆိုကျွန်တော်ယေရှုခရစ်တော်ပဲမှာလဲမမြင်နိုင်။အတိတ်ပဲကတော့ယေရှုခရစ်တော် ਨੇ ဆက်နွယ်ခြင်းဖြစ်တယ်။ယေရှုခရစ်တော် ਨੇ အမေရာဆက်နွယ်ခြင်းဟာယေရှုခရစ်တော်ရဲ့အမေရာတပည့်တော်အမှန်ဖြစ်တယ်။အဲ့ဒါယောဟန်အခန်းကြီး15မှာကျွန်တော်တို့တော့ရှော့ဖတ်တဲ့အခါမှာတွေ့ရတယ်။ယေရှုကယောဟန်အခန်းကြီး15ပိုင်းငယ်9မှာ ငါ၌တည်လင်းတင်တို့တောင်းချင်သည်မသောစုကိုတောင်းနေရကြလိမ့်မည်အဖခမဲတော်ရဲ့အလိုကိုပြည့်စုံစေလိမ့်မည်အခန်းအပိုင်းငယ်30ခုဆိုတော့ဒီနေ့မှာယေရှုခရစ်တော်၌တည်ရှိခြင်းဆိုတာကတခြားမဟုတ်ပဲယေရှုခရစ်တော်ရဲ့စကားအတိုင်းကြည့်ပြီးတော့ယေရှုခရစ်တော်ရဲ့စကားအတိုင်းအသက်ရှင်ခြင်းကိုဆိုလိုတာဖြစ်တယ် ဒီနေ့ကျွန်တော်တို့အသက်ရှင်ခြင်းဟာယေရှုခရစ်တော်ရဲ့စကားအတိုင်းအသက်ရှင်ကြပါသလားယေရှုခရစ်တော်၌တည်တော်လို့ဟုတ်မဟုတ်ကျွန်တော်တို့အမေရာဆက်စစ်ဆန်စဘူးအမတန်အရေးကြီးတယ်မဟုတ်ရင်ကျွန်တော်တို့သူများဥပမာသဘောတခုယေရှုခရစ်တော်ကတနေ့သူ့ရဲ့လူတွေခေါ်တဲ့အခါမှာသူ့နဲ့စိတ်ကိုပဲတဲ့အချိန်မှာကျွန်တော်တို့ ပါတရောင်ရောင်နဲ့ကျွန်တော်တို့မပါလဲဖြစ်သွားနိုင်တယ်။အမေရအတင်းတော်မှာဖရာရဲ့အမှုတော်မြတ်မှာစိတ်အားထက်သန်စွာပါဝင်လက်နဲ့ပေးကဆွန့်ခြင်းလက်နဲ့အနစ်နာခံဆုတောင်းခြင်းတွေလုပ်ရက်နဲ့အတင်းတော်မှာခေါင်းဆောင်တွေဘာသာရေးအဖွဲ့အစည်းမှာခေါင်းဆောင်တွေဖြစ်လက်နဲ့ဖြစ်တော်ရဲ့နေရမှာမပါတဲ့လွဲသွားရင်ဘယ်လိုလုပ်တော့ ဒီနေ့မှာဖယားသခင်ကပြောတယ်ငါ၌ယေရှုခရစ်တော်၌တည်တော်သူယေရှုခရစ်တော်နဲ့အစစ်မှန်ဆက်နွယ်မှုရှိတဲ့သူသားလေခရစ်တော်ရဲ့တပည့်ပါဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့အသက်တာကိုစမ်းစစ်ကြဖို့ရန်ဖိတ်ခေါ်ခြင်းပါလေဒီချမ်းပိုက်ကနေပြောတဲ့ဖွင့်ပြတဲ့အကြောင်းကဘာလဲဆိုရင်တော့တမာတရားတမာတရားအကြောင်းဖြစ်တယ် တမန်တရားဆိုတာပါလေဒီနေ့နံပါတ်1တစ်ချက်အနေနဲ့ယေရှုခရစ်တော်ကိုပြောတာဖြစ်တယ်ဒီနေ့မှာလူတိုင်းလူတိုင်းမှာခက်ခဲမှုပြဿနာကိုဆီရှိကြတယ်ကျမ်းမာရေးပြဿနာငွေရေးကြီးပြဿနာမိသားစုပြဿနာဟုတ်လားပြီးတော့အဖွဲ့အစည်းပြဿနာခက်ခဲမှုပြဿနာကိုဆီရှိကြတယ် ရောက်တဲ့နေရာတိုင်းမှာမြန်မာပြည်မှာပဲမဟုတ်ဘူးမလေးရှားမှာပဲမဟုတ်ဘူးအမေရိကန်မှာလည်းမဟုတ်ဘူးအော်စတြေးလျနေရာတိုင်းနေရာတိုင်းမှာသူ့ဟာနဲ့သူပြဿနာဆိုတာရှိတယ်ခက်ခဲမှုဆိုတာရှိတယ်တစ်ခါတလေသူခက်ခဲမှုပြဿနာတွေကယုံကြည်သူဖရားရဲ့တာသမီးတွေကိုလိန်ပြီးတော့တာသမီးတွေကိုကျွန်တော်တို့ခြိနှောင်ပြီးတော့တချို့တွေမယုံထွက်နိုင်လို့ အိမ်ပေါ်ကနေပုံချပြီးတေးသွားတချို့တွေကျိုးဆွဲတေးပြီးတော့ကုကုကုတေးချောင်းကြံကြံအဲ့ဒါဘာကြောင့်လဲဖျားသားသမီးမဟုတ်လို့လားမဟုတ်ဘူးဖျားသားသမီးဖြစ်လက်နဲ့ထုကဲ့သို့လောက်ကြတယ်ဘာကြောင့်လဲဆိုတော့ဒီထိုးတမန်တရားဖြစ်တဲ့ယေရှုခရစ်တော်ပေးတဲ့လွတ်မြောက်ခြင်း နေ့တိုင်းနေ့တိုင်းထိုလွတ်မြောက်ခြင်းကိုရတော်သူတွေဖြစ်တယ်ဟာလေလုယာဒါမဲ့လူတချို့တချို့တွေကကျွန်တော်တို့လွတ်မြောက်မှမသိမလွတ်မြောက်သေးဘူးဖြစ်နေထိုခက်ခဲမှုတွေထိုပြဿနာတွေကကျွန်တော်တို့ကိုချီနှောင်တဲ့အခါမှာဘယ်တော့မှမလွတ်နိုင်မလွတ်မြောက်နိုင်တော့မဲ့လူကဲ့သို့အာငါတို့မရတော့ဘူးငါတို့အစ်မပြေဘူးဘယ်လိုမှငါတို့မိသားစုတော့မရတော့ဘူး ငါတို့ငါကျမ်းမာရတော့မရတော့ဘူးငါရဲ့ချင်းနေရတော့မရတော့ဘူးတစ်ချိန်လုံးဒါပေမဲ့ယေရှုခရစ်တော်တမန်တရားဖြစ်တဲ့ယေရှုခရစ်တော်ကဖြစ်ပြောတယ်တမန်တရားကိုတိ၍ထိုတမန်တရားအဖြစ်လွတ်မြောက်စေလိမ့်မယ်ဒီနေ့ဘာဖြစ်လို့ကျွန်တော်တို့မလွတ်မြောက်ကြတာလဲဆိုရင်ဥပ္ပုကိုကျူးစားအားထုတ်ပြီးလွတ်မြောက်ဖို့ကျူးစားနေလို့ဖြစ်တယ် ျွန်တော်တို့တမာတရားကိုတည်၍ထိုတမာတရားကလွတ်မြောက်စေလိမ့်မယ်လို့ပြောရဲ့သားနဲ့ထမယေရှုခရစ်တော်တည်လာတည်တယ်ဒါပဲကိုဟာကိုပဲလွတ်မြောက်မှုစူးစမ်းနေတယ်ဘယ်ရမှာလဲတပတ်တပတ်တော့လွတ်မြောက်ပေါင်းလွတ်မြောက်နိုင်မယ်နောက်တပတ်ကျရင်အခုဒီနေ့အစ်စ်ပြေတယ်နောက်နေ့မတည်ချတော့ဘူးဘယ်လိုလုပ်မှန်းအဲ့ဒါကြောင့်ယေရှုခရစ်တော်မှာ အရာအားလုံးကိုပုံအပ်မယ်ယေရှုခရစ်တော်ရဲ့လွတ်မြောက်စေခြင်းယေရှုခရစ်တော်ရဲ့လမ်းပြခြင်းတုန်တင်ခြင်းအောက်မှာတင်းမောစီးတယ်လို့ကားစီးတယ်လို့ကားမောင်းတဲ့သူကကားမောင်းတယ်အတော့မှာကျွန်တော်တို့ထိုင်နေအေးစေးမောင်းတဲ့သူကလူရခရီးရောက်အောင်ဖို့ပေးတယ်လို့ကားပေါ်မှာစီးတယ်တင်းမောထဲမှာစီးတယ်လို့ယေရှုခရစ်တော်ထဲမှာရှိနေမယ်ထိုင်နေမယ် ဆက်လွယ်နေမယ်ဆိုရင်အမြောက်တော်အတ္တကျွန်တော်ရရှိသွားမှာဖြစ်တယ်။ဒါမဲ့အဲ့ဒါလွတ်မြောက်ခြင်းဖြစ်တော်လဲအရေးကြီးတာကကျွန်တော်တို့တမာတရားကိုမသိတာဖြစ်တယ်။ဒီနေ့ကျွန်တော်တို့မယုံကြည်သူတယောက်ကဖရားကိုမသိတဲ့တယောက်လူတဦးတယောက်ကတဆုံတယောက်ကဖရားသခင်တင်းတို့ကူးကွယ်နေတဲ့ဖရားသခင်ဟာဘယ်မှာလဲ။ဘာလဲလို့မေးလိုက် ဘယ်လိုကျွန်တော်တို့သက်တည်ပြမှာလဲဘုရားသခင်ကအသက်ရှင်နေသက်ရှင်နေပြောတယ်ပြရှိပါလားငါတို့လည်းယုံမှာပေါ့လို့ပြောမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုပြတော့မှာလဲခရိယာတချို့တွေဘုရားရှိတယ်ဆိုတော့ကျွန်တော်တို့အတိတ်ကနတ်ဆိုးတွေကတော့တည်တယ်နော်ဒီနေ့ကျွန်တော်ပြောချင်တယ်တဲ့ဘုရားသခင်တဲ့ရဲ့ဘုရားသခင်တကယ်ရှိတယ် တင့်ချရဲဆိုပြချင်းသူကျွန်တော်တို့ကိုပြခိုင်းတယ်ဆိုဘယ်လိုလုပ်မလဲကျွန်တော်လိုင်ကာဆေးပြီးတော့အသက်50ကျော်တော့တူကားပေါ်တက်လာလိုင်ကာတွေ့ဆေးပြီးတော့သွားနေတဲ့ခါတက်ခါတက်ခါတလဲတလဲချီတယ်အာငင်းလေးကခရီးအောင်ထိပက်ပုံပေါ်တယ်ဟုတ်တယ်အာခရီးအောင်ဘုရားကမရှိတဲ့ဗျာမတေချာတဲ့ဗျာ ါလို့တော့ဟုတ်ပဲလားအာအဲ့လိုမပြောနဲ့လေမင်းဖျားရှိတယ်ဆိုရင်ပြကြည့်လေမင်းမြင်နိုင်လို့လားတကယ်ရှိတယ်ဆိုပြကြည့်လေဟင်းအဲ့တော့တကယ်အရေးစိတ်ပေါ်မှုဟာတော့လေဘယ်ချိန်မှလဲအဲ့ဒါနဲ့အကြဆိုပြကြည့်လေသူပြောတော့ကောင်းတယ်မှမဟုတ်လားဒီရှုထွက်တော်တာနာလောက်တဲ့ခါမှာတခါတခါဖာရိစဲတွေစီမှာနော်မိခုံးမိပြီးတော့ ူဖြည့်ရှင်တဲ့အဖြေကိုလုပ်တတ်တာအဲ့တော့ကောင်းတယ်မဟုတ်ဘူးဒါဆိုရင်ယောဟန်ကျမ်းထဲအောင်းတယ်မဟုတ်ဘူးလားအေးဒါဆိုရင်အဲ့ဒီအိုလေမေခုံးကိုမဖြည့်ခင်မှာမေခုံးမေးပဲရရတယ်မေးမေးမေးတော်လဲတော်လို့စိန်ခေါ်အဲ့ဒါနဲ့အိုလေမှာဝိငင်ရှိလားလို့အော်ရှိလားဘောမရှိမလို့လို့သိစီမှာလေအဲ့ဒီဝိငင်ကိုမင်းဘူးလားလို့ ်ဘယ်ဘယ်လိုမြင်မှလဲဒီလိုထိတော့ထိဘူးလားလို့အာထိလို့မှမရတာမြတ်ဒါဆိုဦးနေမှာဝိညာဉ်ရှိတယ်ဆိုတာတေချာလားလို့ကျွန်တော်ပြင်ပြတယ်အာရှိတာမရှိဘယ်လိုလို့သိရှိမှလဲဒါဆိုအဲ့ဒီဝိညာဉ်ကိုကျွန်တော်ပြတ်ကြည့်ပါလားလို့ခမည်းဝိညာဉ်ရှိတယ်ဆိုတာပြတ်ကြည့်လိုက်အဲ့ဒါမှခမည်းမှာဝိညာဉ်ရှိတယ်ဆိုတာကျွန်တော်ယုံမယ်လို့ကျွန်တော်ပြောတယ်ဟော ခင်ဗျားလည်းဘလို့လို့ပြလို့ရမှာလဲအဲအဲ့လိုပါပဲကျွန်တော်တို့ဥပွဲတဲ့ဘုရားသခင်ဒီလေနာဝိငင်ဘုရားဖြစ်တယ်အာမင်ဥပွဲတဲ့သူကနာဝိငင်နဲ့လည်းပေါင်းတစ္ဆာနဲ့လည်းပေါင်းဥပွဲရတဲ့ဘုရားဖြစ်တယ်ပြလို့မရဘူးမင်းလို့မရဘူးဒါမဲ့ထိတွေ့လို့လည်းမရဘူးတကယ်အသက်ရှင်တဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်ဥပွဲတဲ့ဘုရားသခင်အသက်ရှင်တယ်ဒီမျက်စိနဲ့မင်းလို့မရဘူး ထိတိလို့မရပြီမဲ့တကယ်တက်ရှင်တဲ့နှလုံးသားမှာစကားပြောတဲ့ဘုရားဖြစ်တဲ့နှလုံးသားမှာပူလောင်မှုတွေခက်ခဲမှုတွေအားနိအားလုံးစာရမဏရဲ့ရှင်တော်မှုတွေလွတ်မြောက်စေတိုင်းတဲ့ဘုရားခင်ဖြစ်တဲ့ဟာလေလုယာအာမင်တကယ်တကူးကြီးတဲ့ဘုရားခင်ဖြစ်တယ်ဆိုတော့ဒီနေ့မှာသူဘုရားသခင်ကိုကျွန်တော်တို့တိတော်တူတာလေတမန်တရားကလွတ်မြောက်စေလိမ့်မယ် တမာတရားကိုတိပြီးတော့ကိုယ့်ကိုလွတ်မြောက်မယ်လို့မပြောဘူး။တမာတရားကိုတိပြီးတော့ထိုးတမာတရားကလွတ်မြောက်စေမယ်လို့ပြောတယ်။အဲ့ဒါဆိုဒီနေ့ဒီချိန်မှာစက္ကန့်တိုင်းမိနစ်တိုင်းထိုးတမာတရားဖြစ်တဲ့ယေရှုနဲ့ဆက်နွယ်နေတဲ့လူဖြစ်ဖို့အင်မတန်အရေးကြီးတယ်။တကယ်လွတ်မြောက်ခြင်းအစစ်အမှန်လွတ်မြောက်ခြင်းတင်ဟာကျွန်တော်မသိဘူး။ခမရအတ္တတာမှာဘယ်အရာကချိန်အောင်လဲမသိဘူး။ ကျမ်းမာရေးကခြင်အောင်လာလားအလောက်ကိစ္စကခြင်အောင်လာလားမလားနေရာတိုင်းနေရာတိုင်းမှာခြင်အောင်မှုခက်ခဲမှုပူလောင်မှုဆိုတာဒီနေ့မရှိတဲ့နောက်နောက်လာမှာရှိမှာပဲဒါဘာဖြစ်လို့ဆိုအသွေးသားကဒီလောကမှာရှိနေတဲ့ရဲ့ဘယ်သူဘယ်သူမှကြုံကျွန်တော်ခဏခဏပြောတယ်အပစ်အဲ့ဒါဘာကြောင့်လဲဆိုအပစ်ကြောင့်လာတဲ့အရာဖြစ်တယ်တခါပြောတာဘာလဲဆိုတော့ မြတ်သူတွေစီမှာအပြစ်အများဆုံးရှိမလဲလို့လူတချို့တွေကအော်အရက်သမားတွေစီမှာအများဆုံးဖြစ်မယ်တဲ့လူသက်သမားတွေတဲ့တချို့မဟုတ်ဘူးအသက်ကြီးတဲ့လူတွေစီမှာအပြစ်များတယ်အသက်ကကြီးနေတယ်အပြစ်များနေတယ်အမှန်ပါစဆိုလိုတဲ့တိပိဟာလူတိုင်းအပြစ်ကြီးနေလို့ရှိထိုအရာကြောင့်ထိုအပြစ်ကြောင့်ကျွန်တော်တို့ဒီခက်ခဲမှု ပြက်တနာဆိုတာသူတားနဲ့ရှင့်နဲ့တရွဲ့သူခြေနောင်မှုတွေနဲ့ဘယ်တော့မှမသိမချင်းမလွတ်မြောက်ဒါပေမဲ့ယေရှုတမန်တရားကပြောတယ်မလွတ်မြောက်နိုင်တဲ့မိမိကိုယ်ကိုလွတ်မြောက်ခြင်းမပေးနိုင်တဲ့အရာကိုယေရှုခရစ်တော်နဲ့အမေရာဆက်နွယ်မှုရှိနေတဲ့အသက်တာမှာအမေရာလွတ်မြောက်ခြင်းရတယ်ဟာလေလုယအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ ပူလောင်မှုတွေခက်ခဲမှုတွေဘယ်နေရာမှာဘယ်အရာအဖြစ်ကျွန်တော်တို့ဖြေရှင်းနေရှိတယ်လဲယေရှုကတော့ပြောတယ်ဝင်လေး၍ပြန်ပါတော်သူပေါင်းလို့ငါထာတူလာကြပါအာဒီချမ်းသာခြင်းတက်တာပတ်စံချမ်းသာခြင်းကိုပြောတာမဟုတ်အတက်တာချမ်းသာခြင်းကိုငါပေးမယ်လို့ပြောတယ်တကယ်မင်္ဂလာရှိသောအတက်တာဆိုတာပတ်စံချမ်းသာခြင်းမဟုတ်ဘူး အတက်တက်ချမ်းသာခြင်းဖြစ်တယ်ပတ်စံငွေစည်းစိမ်ဥစ္စာတွေပိုင်ဆိုင်ခြင်းရှိခြင်းတွေစည်းစိမ်ဥစ္စာချမ်းသာခြင်းလို့ခေါ်တယ်ချမ်းသာခြင်းဆိုတာပူပင်တော့ကမရှိတဲ့အတက်တက်ငိမ်တက်တော့အတက်တက်ပျော်ရွှင်ဝမ်းမြောက်ခြင်းမင်္ဂလာရှိတော့တက်တာကိုချမ်းသာတော့တက်တာလို့ခေါ်တယ်ဆိုတော့ဒီနေ့မှာထိုကဲ့သို့အတက်တက်ဟာ ယေရှုကပဲတင်တို့တွေလာ၍ငါပေးမယ်တက်တာချမ်းသာသောတက်တာငါပေးမယ်ငါဝန်ကိုထမ်းကြပါသူတို့ငငယ်တို့မှာကလေးမျိုးမှာနေတဲ့လူဖြစ်တယ်အဲ့မှာအဲ့မှာတွေ့တက်တဲ့စာလေးရပါလဲဆိုတော့လူတာလာပါပြက်တနာပါမလာနဲ့လူတွေကတော့ပြက်တနာကိုတစ်ခါတလေတွေတော့ကျွန်တော်တို့လူတွေကဖြည့်ရှင်းပေးတတ်တယ် လေးငါးချိန်လာတယ်မင်းတို့ကလည်းဒီတိုင်းပဲဟာလေမအောင်တော့ဟာလေလုံးစရာတွေအလုံးမြဲနေငါလည်းပြက်လာနေဖြစ်နေတယ်မင်းတို့တွေပြက်လာရှိမှပဲငါဆေးလာကြတယ်လူတွေကအဲ့လိုဖြစ်တယ်ယေရှုကတော့အဲတင်းတို့ပြက်တနာတွေနဲ့ငါဆေးကိုလာပါဟာလေလုယာယေရှုခရစ်တော်အမဲရာစူစူနေတယ်ငါတို့ခက်ခဲမှုတွေကိုပဲအော်လူတွေကတော့ ပြဿနာတွေနဲ့လာလာပြန်ပြီးဒီလူကဟာဘယ်လိုမျိုးအပူပေးမလဲဘာပြဿနာတွေတည်ဆောင်လာမလဲငါဘယ်လိုဖြေရှင်းရမလဲယေရှုကတော့အမေရာကျိုးဆိုတဲ့ဖခင်ဖြစ်တယ်ဆိုတော့ဒီနေ့မှာကျွန်တော်ပြောခြင်းနဲ့အကြောင်းရင်းကတော့သမာတရားဆိုတဲ့ဒီသမာတရားကတော့ယေရှုခရစ်တော်ကိုပြောတာဖြစ်တယ်သူယေရှုခရစ်တော်ဆက်နွယ်မှုရှိတော်သူသည် တကယ်လွတ်မြောက်ခြင်းရနိုင်တာဖြစ်တယ်။ထိုလွတ်မြောက်ခြင်းမှာနံပါတ်1တစ်ချက်အနေနဲ့အပြစ်ကြီးကြုံကနေလွတ်မြောက်ခြင်းကိုပြောချင်တာဖြစ်တယ်။နံပါတ်2မှာဝမ်းမြောက်ခြင်းကိုမရှိနိုင်တဲ့တောကပူလောင်မှုတွေခက်ခဲမှုတွေနဲ့တက်တာကနေပေါ်ပါလန်းဆန်းတဲ့ပျော်ရွှင်ဝမ်းမြောက်သောအတ္တမေတ္တာစုဖရာသခင်ကသူ့လွတ်မြောက်ခြင်းကိုရရှိတယ်။ပညာတရားခြေနောင်ခြင်းကလည်း လွတ်မြောက်ခြင်းပေးတဲ့တမာတရားဖြစ်တယ်။တတားလေးလုံးလိုက်အပြစ်ရှိတယ်။မြက်အပြစ်ရှိတယ်။ငရေပြေးသွားမယ်။ငါဒီဟာလုံးလိုက်အိုးငါဒီပတ်တော့မပေါင်းတော့ငရေတည်သွားငရေပြေးသွားမလား။ဒါမှမဟုတ်ငါရမယ်ပေါင်းချီးတွေဆုံးဆုံးသွားမလား။အမျိုးမျိုးပညာတရားရဲ့ခြေတော်မှုတွေယေရှုခရစ်တော်ကအကုန်လုံးဖယ်ရှားပေးလိုက်ပြီ။အခုကကြီးစိုးတော်တရားအောက်မှာကျွန်တော်တို့ကျင်လည်တဲ့အသက်ရှင်သောသားသမီးတွေဖြစ်တယ်။ဒီနေ့ မနဲ့တိုင်းမနဲ့တိုင်းကြီးစိုးတော်ပဲခြင်းမမှာပညတ်တရားရဲ့ခြင်းတော်မှုအောက်ကနေတမန်တရားဖြစ်တဲ့ယေရှုခရစ်တော်ကလွတ်မြောက်ခြင်းပြီးခဲ့တယ်အပစ်တရားရဲ့ခြင်းတော်မှုအောက်ကနေယေရှုခရစ်တော်ကလွတ်မြောက်ခြင်းပြီးခဲ့တယ်ဒီနေ့မှာဥပမာတစ်ခုပြောပြပြီးတော့ဒီအကြောင်းအဖြစ်အဆုံးသတ်သွားမှာ John ဆိုတဲ့လူဘင်္ဂူလာမှာနိုင်ငံမှာနေခဲ့တဲ့ သူတရားသူသုံးနှစ်အရွယ်မှာသူ့အဖေမိဘတွေဆုံးထားခဲ့တယ်ဦးလေးကထိန်းချောင်းပြီးတော့ကြီးပင်လာတယ်သူ့ဦးလေးကလည်းကြမ်းကြမ်းတန်းတန်းနဲ့ထိန်းချောင်းတဲ့အခါမှာအယံနာကြည်မှုတွေအများများတယ်တခြားလူရဲ့ကိုယ်ငြိပတ်ပုံမှုအားဖြင့်ကြောင်းတက်နိုင်ခဲ့တယ်။ဒါတော့ကြာလာတဲ့အခါမှာစန်းစာကြောင်းဆက်တက်တယ်။အဲမှာ အတ္တတာပြောင်းလဲခြင်းဒုတိယမွေးဖွားခြင်းလို့ခေါ်တဲ့အတ္တတာပြောင်းလဲခြင်းရခဲ့တယ်။အဲ့ဒါနဲ့သစ္စာကြောင်းတက်ပြီးမှရွာလေးတရွာမှာတေးအုပ်လုပ်ခဲ့တယ်။အဲ့မှာသူ့မိသားစုနဲ့သူကအဲကလေးနဲ့ကလေးနှစ်ယောက်မိသားစုနဲ့အဲ့လိုတေးအုပ်လုပ်ပြီးတော့နေတဲ့အခါမှာမကြာခင်မှာသူတို့နိုင်ငံမှာအေရင်းစစ်ဖြစ်လာ ပြည်ရင်းစစ်ဖြစ်လာတော့သူတို့အိမ်တွေနေနေစရာတွေမင်းရှုပ်အဲ့လိုမျိုးတပ်ဖြတ်မရင်ချင်းအဲ့လိုမျိုးတွေသူတို့ရွာမှာအဲ့လိုမျိုးခြေနေရောက်လာတဲ့အခါမှာသူတို့ရှစ်ဆောင်ထွက်ပြေးရတဲ့ခြေနေဖြစ်တယ်အဲ့လိုရှစ်ဆောင်ပြီးတုံးနေတော့ရှစ်ဆောင်ထွက်ပြေးပြီးမှအာနည်းနည်းအစ်ပြေးလာပြီးဆိုမှပြန်ရောက်လာတကယ်ဖျားတရားနဲ့ဆက်ကပ်ပြီးလှုပ်ဆောင်တယ် စက်ကတ်တယ်လို့သူတို့သူ့ကိုသူတွေးပြီးသူ့ဘဝကိုစဉ်းစားပြီးခါအိုးချမ်းသာတယ်ဆိုပြီးဖရာအတွက်ပဲစက်ကတ်မယ်ဆိုပြီးဖရာအတွက်နစ်နာခံမယ်ဆိုပြီးစက်ကတ်ပြီးဝင်နေဂျွန်ကသူတို့မေတ္တာဆုံးမှာအရှင်မပြေမှုတွေတခုပြီးတခုပေါ်လာတယ်အတင်းတော်မှာလည်းခက်ခဲမှုတွေပြက်နာတွေရှုပ်ထွေးမှုတွေခုပြီးတခုပေါ်လာတယ် အဲ့ဒါနဲ့ပြည်တော်ပြည်တွင်းစစ်တာလေလုံးလုံးမပြေးဘူးရှစ်ဆောင်လိုက်ပြန်ပြန်လာလိုက်တန်ထွက်လိုက်အဲ့လိုနဲ့အခြေအနေနဲ့ဖြစ်တဲ့ခါမှာသူ့ရဲ့ဘောင်းထဲမှာအရန်ရှုပ်ထွေးလာပြီတနေ့တော့ဒီလိုတွေးလိုက်တယ်ဘာဖြစ်လို့ဖရာအတွက်ဒီလောက်တောင်အနစ်နာခံပြီးပါဝင်ဆက်ကပ်ပြီးတော့ဘာဖြစ်လို့ကျွန်တော်ဘဝဟာတခုပြီးတခုဆိုးွားတဲ့ဟာကိုဒီလိုကြုံရတာလဲ ဘာဖြစ်လို့ဒီဖျားကဒီလိုမျိုးကြုံပေးကြုံတာလဲကြီးမားတဲ့ big question ဖြစ်တယ်တနေ့တော့သူတို့ညွာကလူကြီးတယောက်ကလည်းကလေးစီမှာပြောသွားတဲ့ပုံပင်ကြီးအခုကလေးကကလေးမလေးကပြောပြတာကြားတာဒီညွာမှာအရင်တော့မှာတဲ့ဖျားသခင်ရှိခဲ့ဘူးတဲ့ဒါပေမဲ့အဲ့ဒီဖျားသခင်ဟာနှစ် ဒီကလာနှုတ်ရှက်နှုတ်ရှက်လို့ဒီအဲ့ဒီဘုရားသခင်ကိုမနေချင်းတော့ပဲဒီဘွားကနေထွက်သွားတယ်ထွက်ပြေးတယ်တဲ့အဲ့ဒီကြောင့်အာမဖြစ်နိုင်တဲ့ပုံပင်ဆိုပြီးပြောတယ်ဒါမဲ့နေ့ဒီကြာလာတော့သူ့ရဲ့ဘဝကိုခက်ခဲမှုတွေကြမ်းတမ်းမှုတွေပြန်စင်းစားတဲ့အာလေဖရာသခင်ကစွန့်ပစ်တဲ့ထားခဲတဲ့ လူများဖြစ်သလားဆိုလို့အောင်တက်အရင်တော့တခါတော့ကဘုရားသခင်နဲ့အတူတူနေတယ်တန်တန်လုပ်ဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကထားဖြစ်တဲ့ပစ်ထားဖြစ်တဲ့လူများဟုတ်သလားဆိုပြီးတော့သူ့ကိုယ်သူထင်မိတယ်အဲ့ဒါနဲ့စိတ်ကကြာပြီးတော့ဘုရားသခင်အမှုတော်မဆောင်ချင်တော့ဘူးဧဝံကြီးလေးလည်းမဟုတ်ချင်တော့ဘူးတင်းုံလည်းမလုပ်ချင်တော့ဘူးဘုရားသခင်ကိုလည်းမကူးဝဲချင်တော့ဘူးဖျားမဲ့တရားမဲ့ပေါ့ အဲ့လိုပဲနေခဲ့တယ်အဲ့လိုဒါပဲတနေ့တော့ဘာဖြစ်လဲဆိုဖယားတခင်ကဘာဖြစ်လို့ဒီနေ့ဒီချိန်ထိငါ့ကိုအသက်ရှင်ဖွင့်ပေးတာလဲဘာဖြစ်လို့ဒီနေ့မှာဒီနေရာမှာအသက်ရှင်တာလဲမတော်တဆနဲ့ရောက်လာတာလားဆိုတော့အကျုံးကိုသူ့တွေ့ထဲမှာဝင်လာတော့အိုးမဟုတ်သေးဘူးဖယားတခင်ကငါ့ကိုအတုံးပြုတ်ခြင်းလို့ဖြစ်တယ် ဆိုတဲ့အတွင်းဖယားသခင်ဟာချစ်ချင်းမေတ္တာဖြစ်တယ်ငါခွန်အားနဲ့ငါဒီနေ့ဒီချိန်ထိအသက်ရှင်တာမဟုတ်ဘူးဆိုတာကိုသိရှိနားလည်လာတဲ့အခါမှာဖယားသခင်ဟာပေါင်းမြတ်တဲ့ဖယားချစ်ချင်းမေတ္တာဖယားဆိုတာကိုပြန်သိနားလည်တဲ့အခါမှာထားပြီးတော့သူ့ရဲ့အသိတော်မှာပြန်ဆက်ကတ်တယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့တာနာလှုပ်ခြင်းသူ့ရဲ့အသက်ရှင်ပုံပုံကြောင်းလဲသွားတယ် ဖရာသခင်ဟာအပစ်ပေးတဲ့ဖရာဒဏ်ခတ်တဲ့ဖရာဆိုပဲမမင်တော့ပဲဖရာသခင်ဟာချစ်ချင်းမေတ္တာဖရာဖရာသခင်ဒီကယုဏာရှင်ဖရာဆိုတာအမေရာအတင်းတော်မှာဝေငှတက်တက်ခံလာတဲ့အခါမှာအတင်းတော်မှာနူးချမှုနူးထမှုရောက်လာပြီးတော့သူတို့အတင်းတော်ဟာတကယ်နူးထတဲ့ကြီးမားတဲ့အတင်းတော်ဖြစ်လာတယ်လို့အဲ့ဒီပုံပြနေတဲ့ခု ။မပြောချင်တာလဲဆိုဒီနေ့ဒီချိန်မှာကျွန်တော်တို့ဖရာသခင်ရဲ့အခွင့်ပြီးကြုံတဲ့ပြဿနာတွေခက်ခဲမှုတွေဟာအဆုံးမဟုတ်သေးဘူး။အဲ့ဒီနောက်ပွဲမှာဖရာသခင်ရဲ့အကြံစီကြီးမားတဲ့ကောင်းကြီးချစ်ချင်းမေတ္တာဖရာသခင်ဟာ justice အဲတရားမြတ်တဲ့ဖရာဖြစ်တယ်လို့အဲ့ဒီနောက်ပွဲမှာချစ်ချင်းမေတ္တာဖရာရှိတယ်။ချစ်ချင်းမေတ္တာဖရာလည်းဖြစ်တယ်ဆိုတာအပေရာကျွန်တော်တို့တရိယာလေကျွန်တော်တို့ဒီဖရာသခင်နဲ့ အမဲရာဆက်လွယ်မှုလောက်ချရအောင်ဒီဖျားသခင်ကိုအုံနောက်နဲ့တည်ယုံနဲ့မဟုတ်ပဲနှလုံးသားနဲ့အတိနဲ့ဒီဖျားသခင်နဲ့ဆက်လွယ်မယ်ဆိုရင်တော့ဘယ်တော့ကပိဋကတရားရဲ့ခြေနောင်မှုတွေအောက်မှာအမဲရာကျင့်လေတဲ့အသက်ဘဝတက်တာမဟုတ်တော့ပဲပြတ်မြောက်ခြင်းရရှိတဲ့တာသမီးတွေတကယ်ပို့ပါတဲ့အသက်တာတွေရရှိပိုင်ဆိုင်ကြမှာဖြစ်တဲ့အရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေ